မင်္ဂလာပါမောင်လေးညီမလေးတို့ရေမမချူချူရဲ့မြန်မာ top stories channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပြီးတော့ကလေးတို့အကြိုက်ဘဟုသုတရစရာပုံမြင်လေးတွေကိုတက်ဆက်ပေးသွားမှာမို့လို့ခေါင်းလောင်းလေးတီးပြီးတော့ subscribe လုပ်ထားလိုက်နော်မမချူချူဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့မာယာများသောကြားဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဟိုးရှေတုန်းကတောအုပ်ကြီးတစ်ခုရဲ့မှာ အိုမင်းကြီးယော်နေတယ်ကြားကြီးတကောင်နေထိုင်တဲ့အဲ့ဒီကြားကြီးဟာအသက်ရွယ်ကြီးရင်လာတာကြောင့်ငယ်ရွယ်နှုတ်ပြစဉ်ကလုံးသားကောင်တွေကိုခုံးအုပ်ဖမ်းဆီးမစားတော့နိုင်တော့ဘူးလေကွယ်ဒါကြောင့်တချို့သားကောင်တွေဆိုရင်သူ့ရှေ့မှာမထီလေးစားပုံစံနဲ့သွားလာနေကြရတယ်တနေ့တော့ကြာကြီးဟာသူ့ရှိကဖြစ်သွားတဲ့တမင်တကောင်ကိုခုံးအုပ်လိုက်ပေမဲ့ကြီးရင်လာတဲ့အတန် လီးလံလာတဲ့ခန္ဓာကိုယ်ယောနေလာတဲ့လှင်မြန်မှုတွေကြောင့်တမင်ကအตาလေးရှောင်ထွက်သွားနိုင်တဲ့အဲ့ဒီအချိန်တွေကကြာကြီးကသားကောင်တွေကိုခွန်အားစိုက်ထုတ်ပြီးတော့မဖမ်းတော့ဘဲနဲ့ညံသုံးပြီးဖမ်းယူစားတာကိုအတွက်ကြံစီလိုက်ပါတယ်ပထမဆုံးကြာကြီးဟာတော်ရီကိုလာပြီးတော့တရားချင်းတဲ့သူတော်စင်တွေကို အတူယူပြီးငယ်ရွယ်စင်ကကောက်ရထားတဲ့ပတိကိုလက်ဘင်းမှဆွဲတာ ရာသပ်ပတ်တက်တက်လို့စားပြီးတရားကျင့်တော့မယ်လို့ကြီးညာလိုက်တဲ့။အဲ့ဒီနောက်ဂူကြီးတကူတွေကိုသွားပြီးတရားကျင့်တယ်လို့နဲ့အိတ်နေပါတယ်။ပြီးတော့တောရဲကိုသွားတဲ့အခါမှာလဲခါတိုင်းလိုဝုန်းဝုန်းတန်းတန်းမဟုတ်ပဲညင်သာတဲ့ခြေလမ်းလေးနဲ့ရိမ့်ကနှဲ့ကရှောက်တဲ့။တရိษံတွေကိုမြင်တဲ့အခါမှာလဲသူဟာသူတော်စင်ကြားကြီးဖြစ်သွားပြီဆိုတာကိုသိအောင်ပြတာပါတယ်။ဒီလိုနဲ့ရက်တွေကြာလာတော့ တော်ရဲကတရိဆန်တွေကကြားကြီးကိုသူတော်စင်ဖြစ်သွားပြီဆိုပြီးမချောက်ကြတော့ဘူးတဲ့အဲ့ဒီအခါကျမှကြားကြီးဟာယုံကြည်မှုကိုအလွဲသုံးစားတော့ပြီးတရိဆန်ငယ်တွေကိုတိတ်ဆိတ်စွာဖမ်းယူစားတော့ပါတော့တယ်တနေ့တော့ကြားကြီးဟာဘယ်သားမှကိုမာယာသုံးပြီးဖမ်းယူစားတော့ရင်ကောင်းမလဲလို့စဉ်းစားကတော်ရဲကိုလျှောက်လာတဲ့ အဲ့ဒီလိုနဲ့တောဆန္ဒကိုရောက်လာတဲ့အခါမှာတော့မကြသေးခင်ကမှပြောင်းရွှေ့လာတဲ့လူပူလေးမိသားစုနေထိုင်တဲ့အိမ်ကိုတွေ့သွားတော့ပါတယ်။ဒါကြောင့်လူသားမစားရတာကြာပြီဖြစ်တဲ့ကြာကြီးဟာလူသားစားခြင်းစိတ်တွေ ပေါ်လာပြီးတော့ချုံအွယ်ကနေတရေတများများဖြစ်နေတော့တာပေါ့။အချိန်လေးကိုလေ့လာလိုက်တဲ့အခါကျတော့လူပူလေးတို့ဟာမောင်နှမ9ယောက်ရှိပြီးအဖေမရှိတော့ဘူးတဲ့။ မိခင်ဖြစ်သူကသာတာသမီတွေကိုအုပ်ထိန်လာရတဲ့လူပုလေးတို့မွန်မ9ရောက်ဟာမိခင်ရှိတဲ့အချိန်ဆိုရင်အိမ်ရှိမှာလွတ်လွတ်လပ်လပ်စောင့်ကစားရပေမယ့်မိခင်အပြင်သွားတဲ့အချိန်ကျရင်တော့အိမ်တကားကိုလုံအောင်ပိတ်ပြီးအိမ်ထဲမှာပဲနေနေရတဲ့မိခင်ဖြစ်သူကလွဲပြီးဘသူ့ကိုမှတကားဖွင့်မပေးကြဘူးဒီအကြောင်းကိုလိလအကဲခဲမိသွားတဲ့ကြာကြီးကစိတ်ရှိရှိနဲ့အခွင့်အရေးကိုစောင့်လာပါတော့တယ် ဒီလိုနဲ့တနေ့မှာတော့မိခင်ဖြစ်သူအပြင်သွားတဲ့အချိန်မှာကြားစီဟာလူပူလေးတို့နေတဲ့အိမ်တကားကိုခောက်လိုက်ပြီးတားရီတားရီအမေပြန်လာပြီးတကားဖွင့်ပေးပါလို့ပြောလိုက်တယ်။အဲ့ဒီအခါမှာလူပူလေးတို့ရဲ့အကိုအကြီးဆုံးဖြစ်သူကဘသူကအမေရောင်ဆောင်ပြီးတကားလာဖွင့်ခိုင်းတာလဲ။တင်ဟာကျွန်ုပ်တို့ရဲ့အမေမဟုတ်ပါအမေတန်ဟာတင့်အတန်ကဲသို့ကျန်းတဲ့ဆုရှခြင်းမရှိတိမ်မွေ့ညင်သာလာပါတယ်လို့ပြန်ပြောပြီး တကားကိုဖွင့်မပေးဘူးတဲ့ဒါကြောင့်ကြားရှိဟာမင်းမွေးကိုထွက်သွားပြီးအကြံထုတ်လိုက်ပါတယ်အဲ့ဒီနောက်ဒုတိယအကြိမ်လူပူလေးတို့နေတဲ့အိမ်တကားကိုခောက်ခါတားရူရင်တားရူရင်အမေပြန်လာပြီးတကားဖွင့်ပေးပါလို့ညင်သားရဲ့အသံနဲ့ပြောလိုက်တဲ့ဒီခါမှလဲလူပူကလေးတို့ကတကားအောက်ရှေ့ကနေမြင်နေရတဲ့ကြားကြီးရဲ့ခြေထောက်ကိုကြီးပြီးဘသူကအမေရောင်ဆောင်ပြီးတကားလာဖွင့်ခိုင်းတယ်လေ တင်ဟာကျွန်ုပ်တို့ရဲ့အမိမဟုတ်ပါကျွန်ုပ်တို့ရဲ့အမိရဲ့ခြေထောက်တွေဟာတင်ရဲ့ခြေထောက်တွေလိုအမွှေးအမြင်မရှိပါလို့ပြောပြီးတကားကိုဖွင့်မပေးဘူးတဲ့အဲ့ဒီအခါမှာကြားကြီးဟာအကျန်းအစီမအောင်မြင်တာကြောင့်စိတ်ပြတ်သွားနေပြန်ထွက်လာခဲ့ပါတယ်ဒီလိုနဲ့တော်တော်ဝီးဝီးကိုရောက်လာတဲ့အခါမှာတော့အကျန်းတစ်ခုရပြီးအဝိဇ္ဇာတွေကိုရှာဖွေကခြေထောက်မှာပတ်ချီလိုက်တဲ့ ပြီးတော့တတိယအကြိမ်များလူမှုလေးတို့အိမ်ကိုသွားပြီးတကားခောက်ခါသားရူရင်သားရူရင်အမေပြန်လာပြီးတကားဖွင့်ပြပါကွယ်လို့ညင်သားရဲ့အတန်နဲ့ပြုံးလိုက်ပြန်တယ်တဲ့လူမှုလေးတို့လည်းအတန်ကြားလို့ခြေထောက်ကိုကြီးလိုက်တဲ့အခါမှာအဝတ်စရကိုတွေ့တာကြောင့်မိခင်ဖြစ်သူပြန်လာတယ်လို့ထင်ပြီးတကားဖွင့်ပေးလိုက်တဲ့အဲ့ဒီအခါကျမှမာယာများရဲ့ကြားကြီးဟာအိမ်တဲကိုတရှိန်ထိုးပြေးဝင်လိုက်ပါရဲ့ ူပူလေးတို့မောင်မောင်900ယောက်ဟာကြားကြီးကိုမြင်တဲ့အခါမှာအရန်ကိုထိတ်လန့်ကြောင်ယွန်သွားပြီးတော့အလျင်မြန်ပုံအောင်လိုက်ကြတဲ့။ဒါပေမဲ့လူပူလေးလေးယောက်ကိုကြားကြီးကမိသွားပြီးအလျင်မြန်ပဲမျိုးချလိုက်ပါတယ်။ပြီးတော့အငယ်ဆုံးလူပူကလေးကိုတော့မရှာဖွေတော့ဘဲနဲ့ဂူကြီးတဲ့ကိုပြန်လာခဲ့ပါတဲ့။ကူထဲရောက်တော့ကြားကြီးဟာဘိုက်လေးတာကြောင့်ခဏအတွင်းမှာပဲအိပ်ပျော်သွားပါတယ်။ အဲ့ဒီအချိန်မှာပဲလူပူကလေးတို့မိခင်ဟာအိမ်ကိုပြန်လာရာတကားပွင့်နေတဲ့အိမ်ကလေးနဲ့အတူ သားသမီးတွေကိုမတွေ့ရတာကြောင့်စိုးရိမ်သွားပါတော့တယ်။သားသမီးတို့ရဲ့အမိကိုအော်ခေါ်လိုက်တဲ့အခါကျမှ အငယ်ဆုံးလူပူကလေးကပုန်းကွယ်ရာကနေထွက်လာပြီးငိုယူကအချိုးအချောင်းပြောပြလိုက်တဲ့ မိခင်ဖြစ်သူကလည်းအကျိုးကြောင့်သိတဲ့အခါမှာတော့အမျက်ဒေါသထွက်သွားပြီးတားငယ်လေးရဲ့လက်ကိုဆွဲကကြားကြီးရှိတဲ့တောနတ်ထဲကိုထွက်လာခဲ့ပါတယ်။အဲ့ဒီလိုကြားကြီးကိုရှာဖွေရင်းနဲ့ဂူတကူရှိအရောက်မှာတော့ဟောက်တန်ကြတာကြောင့်ဝင်ကြည့်လိုက်ပါတယ်။ကံကောင်းချင်တော့သူတို့ရှာနေတဲ့ကြားကြီးဟာနှင်းနှင်းချိုက်ချိုက်နဲ့အိမ်မောကြနေတာကိုတွေ့ရတာကြောင့်ဝမ်းသာသွားကြရပါရဲ့။ဒါကြောင့်လက်ထဲမှာပါလာတဲ့ဒါနဲ့ကြားချီရဲ့လေပင်ကိုခုန်လိုက်တဲ့ ဒီတော့ကြားကြီးဟာခေါင်းပြက်ပြီးတည်သွားပါလေရောအဲ့ဒီအခါကျမှမိခင်ဖြစ်သူကကြားကြီးရဲ့ဘိုက်ကိုခွဲလိုက်ရာမျိုးချခံထားရတဲ့လူပုလေးလေးရဟာခုန်ထွက်လာကြပါတယ်ဒီတော့မှလူပုကလေးတို့မိသားစုဟာကြားရဲ့အရေးကိုငိုဆုပ်ခွာပြီးပျော်ရွှင်စွာပြန်လာကြတဲ့ကွယ်ကဲပုံမြင်လေးကတော့ဒီလောက်ပါပဲနောက်တစ်ခါမှလည်းမမချူချူက 路边那有一个表牌，大红霉素啊，咱俩、mm hmm. 比较三几瓶下完了，哒哒。